အကယ်ဒမီမင်းသမီးဝင်းမုံရွှေအီမှာမရှိတဲ့အစိတ်ထားနဲ့လောက်ရက်လေးတခုကိုနှစ်စင်မပြတ်မကွက်လှုပ်လို့ခြေကျူးခံနေရတဲ့မိုဟိကိုပရိသတ်များအလုံးမင်းမင်္ဂလာပါရှင်ဝင်းမုံရွှေအီအပါအဝင်နမေကြီးအကယ်ဒမီရမင်းသမီးတွေတောင်မလုံနိုင်နဲ့အလုပ်တခုကိုတရင်ကျုံမှာနှစ်စင်လှုပ်လို့ရှိတာကတော့တယောက်စာမင်းသမီးမိုဟိကိုပါ အလုံးသီးကြတဲ့တံမြမတို့ရဲ့ယဉ်ကျေးမှုအစဉ်လာတွေထဲမှာအလုံးတံပိုးထားရတဲ့သတင်းကြော့အချိန်ခါတံမရကိုမကြခင်ရောက်ရှိတော့မှာပါဒီလိုချိန်မှာဆိုရင်မိဘဆရာသမားတွေနဲ့လူကြီးသူမတွေကိုဂါရဝပြုကြတော့ကြတဲ့ချစ်စရာကောင်းတဲ့ delay လေးတွေရှိပါတယ်ဒီနေ့မှာတော့အနုပညာလောကမှာဒီလိုမမြတ်တဲ့စိတ်ထားနဲ့လောရလေးတစ်ခုကိုနှိစက်မပြတ်မကွက်လှုပ်ဆောင်တဲ့အတွက်ပရိသတ်တွေရဲ့ချီးကျူးလေးစားမှုတွေကိုပြေဝါရရှိနေတဲ့ထိတ်တန့်မင်းသမီးကျော်မိုးဟေကိုအကြောင်းကိုပြောပြပေးပါပါ မြန်မာစကားပုံတစ်ခုရှိပါတယ်အဲ့ဒါကတော့ဖျားပြင်းရင်ညံဖြတ်တယ်ဆိုတာပါပဲဆိုလိုတာကတော့ကိုလိုချင်တဲ့ပန်းနဲ့ရောက်သွားတဲ့အခါအောင်မြင်သွားတဲ့အခါကိုကိုအောက်ခြေကနေပန်ပူးကူညီခဲ့တဲ့သူတွေလက်တွဲခုံယူခဲ့တဲ့သူတွေရဲ့ကျေးဇူးကိုမေ့ပြလိုက်တာမျိုးကိုဆိုလိုပါတယ်ဝန်နေစရာကောင်းတာကတော့ဒီစကားပုံဟာအနုပညာလောကမှာနာမည်ကြီးမင်းသားမင်းသမီးတချို့ ਨੇ ကန့်ညီနေတာကိုတွေ့ရပါတယ်ကိုကိုစင်တင်ပေးခဲ့တဲ့အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်အောင်ပန်ပူးပေးခဲ့တဲ့ဆရာသမားတွေရဲ့ကျေးဇူးကိုမသိတတ်တဲ့အပြင်တစ်ခါတလေမှာကျေ ျဆူးပါကန်းကြတဲ့အထီးဖြစ်တတ်ကြပါတယ်။ဒါပေမဲ့ဒီလိုလူတွေဈာထဲမှာထူးခြားတဲ့စိတ်ထားပိုင်ရှင်အနုပညာရှင်တယောက်ကတော့ရှိနေပါတယ်။အဲ့ဒါကတော့မင်းသမီးမိုးဟီကိုပဲဖြစ်ပါတယ်။ မင်းသမီးမိုးရီကအခုချိန်မှာထိတ်တန်းမင်းသမီးတယောက်အဖြစ်နဲ့အောင်မြင်ကျော်ကြားနေပေမယ့်သူ့ကိုအမှုပညာလောကရဲ့လက်တွဲခေါ်ယူခဲ့တဲ့အစီအဖြစ်သူဂျွန်လွေရဲ့ကျေးဇူးကိုဘယ်တော့မှမမေ့ရသူပါနေ့စဉ်နေ့တိုင်းတရင်ကျိုးချိန်ရောက်ပြီဆိုရင်ဆရာဂျွန်လင်းစီကိုဦးပြပြသွားရောက်ပြီးတော့ရိုသေကျုံုံစွာနဲ့ကတော့လေးရှိပါတယ်ဆရာဂျွန်လင်းဆိုတာကတော့မြမအမှုပညာအထူးသဖြင့်မော်ဒယ်လောကရဲ့ခေါင်းကိုင်ဖခင်ကြီးတယောက်လို့တောင်တင်စားခံရသူပါနာမည်ကြီး Star Model Agency ကိုတီထောင်ခဲ့ပြီးတော့မိုးရီကိုပါဝင်မင်းသားမြင် ညက်အကယ်ဒမီများရှင်မင်းသမီးဝင်းမုံရွှေတို့လိုထိတ်တန်းသူပညာရှင်များစွာကိုမွေးထုတ်ပေးခဲ့တဲ့ကျေးဇူးရှင်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ပြိသက်တွေတရေထားမိကြတဲ့အတိုင်းမှာပဲဆရာကျုံလင်းမွေးထုတ်ပေးခဲ့တဲ့ထိတ်တန်းကျဲဝင်းနေများစွာလေးမှာနေ့စဉ်သတင်းကြောက်ရောက်တိုင်းတတိယနဲ့လာရောက်ကြတော့တာကတော့မိုးဟေကိုပဲရှိတယ်လို့သိရပါတယ်။ဒီနေရာမှာပြိသက်တွေကချီးကျူးနေကြတဲ့အချက်ကမိုးဟေကိုရဲ့မုံမြတ်တဲ့စိတ်ထားပါပဲ။သူ့ရဲ့အောင်မြင်မှုဟာသူ့ရဲ့ကြိုးစားမှုတွေအပြင်ဒီလိုမျိုးဆရာသမားပေါ်မှာကျေးဇူးတည်တတ်တဲ့စိတ်မာနမထားပဲနဲ့ကိုကိုကိုနှိမ်ချတတ်တဲ့စိတ်တွေကြောင့်လည်းဖြစ်တယ်လို့သုံးသပ်နေကြတာဖြစ်ပါတယ်။ဒီလိုတွေကဆိုရင်မိုးဟေ ကွာအကယ်ဒမီစုကိုမရဘူးသေးပေမဲ့သူ့ရဲ့ဆရာသမားပေါ်မှာထားတဲ့စိတ်ထားကအကယ်ဒမီစုရမင်းသမီးတချို့ထက်တောင်မှပိုပြီးတော့လေးစားဖို့ကောင်းတယ်လို့မှတ်ချက်ပေးနေကြတာဖြစ်ပါတယ်။ဒါဟာအနုပညာရှင်တယောက်အတွက်အောင်မြင်မှုဆိုတာစုတစိတ်တွေထက်ပရိသတ်တွေရဲ့လေးစားချစ်ခင်မှုကိုရရှိခြင်းကပိုပြီးတော့တန်ဖိုးရှိတယ်ဆိုတာကိုသက်သေပြနေတယ်လို့ပါပဲ။ဒီလိုမျိုးကျေးဇူးတည်တဲ့စိတ်ဓာတ်လေးကိုမျိုးဆက်တဲ့အနုပညာရှင်တွေအနေနဲ့ပါ အတူယူတင်တဲ့ဆန္ဒမူနာကောင်းတစ်ခုအဖြစ်နဲ့မိုးဟီကိုကအချပြလိုက်တာပါပဲ။ပရိသတ်ကြီးတို့ကရောမင်းသမီးမိုးဟီကိုရဲ့ဒီလိုမျိုးမောမြတ်တဲ့လောရလေးပုံမှာဘလို့မြင်မိပါသလဲ။မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါဦးနော်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရသတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့ကျွန်မတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ပါဦးနော်။ကြည့်ရှုပေးခဲ့တဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။